မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေเนาะပိုင်ရဲကုန်မျက်နှာမြဲပိုင်ကုန်တကြလို့အားလုံးပျော်ရွှင်ပါစေဗျာဒီနေ့က30ရက်ငါးလ2025ပေါ့เนาะအဲဒီနေ့ဘာတွေကိုပြောကြင်လဲဆိုတော့ကျွန်တော်တို့အဲကိန်းပြည်နယ်ဘက်မှာတော့ကွန်ကရစ်ဘက်ပေါ့เนาะကွန်ကရစ်ဒေါနာတောင်းနံမှာရှိတဲ့ကျေးရွာတွေပေါ့အဲမှာဆိုကွေလဆူကျေးရွာမှာစာတင်ကျောင်းမှာရှိနေတဲ့အကြမ်းဖက်တွေနေထိုင်တဲ့နေရာကိုတပ်မတော်ကဘုံကျဲရှင်းလင်းတာတော့ရှိတယ်ဒါပေမဲ့အဲ့ဒီ ဘက်ဒီမှာကျွန်တော်တို့တိုက်ဝဲတွေမှာအဲဒါကျွန်တော်တို့ကပြောသိပြောတိုက်တဲ့အနေအထားမျိုးတွေပြောတာဘာကြောင့်လဲဆိုလို့ရှိရင်ရှောင်းတဲ့လမ်းရှောင်းလို့ရမယ်လှုပ်ဆောင်မှုတွေကိုမြန်မြန်ဆန်ဆန်လှုပ်ဆောင်လို့ရအောင်ဒါပြောခြင်းပဲဖြစ်တယ်เนาะတိုင်းရင်းအဓိကအေးချမ်းဖို့ပြောခြင်းဖြစ်တယ်အဲဒီမှာဘယင်းအောင်တို့နောက်တစ်ခုဒီကနယ်လေးဘက်မှာရှိတဲ့တချို့စခန်းတွေပေါ့ဒါတိုက်ခိုက်ခံနေရတာတွေကအာဒါလေးကို နာနေစိတ်မှာကောင်းဖို့เนาะဒါလေးပဲပြောချင်ပါလေတောင်းတော့ဂျင်းနေနေတဖက်မှာလဲတာတဲ့ဘက်ရှိသူတဖက်မှာလဲဟိုနင့်နာတဲ့ဘက်တွေရှိတယ်เนาะအမေဒါတော့ကြွေတလဲကြက်တစ်ခုလို့ပဲကျွန်တော်ပြောချင်ပါလေเนาะနောက်တစ်ခုကျွန်တော်ထပ်ပြောချင်တာကဒီကျွန်တော် နောင်ချိုဘက်ကကြတော့ကျွန်တော်တို့တော်တော်နှီးဆက်သွားပြီလို့ပဲပြောရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီချိန်မှာတရားလန်လေးရကြာဆုံးငန်းကရောက်သွားပါပြီ။သူတို့တွေရဲ့အချိန်ရလည်းပဲဒါအချိန်ပေသွားပြီလို့ပြောရမယ်။စစ်ဦးကျိုးသွားပြီ။စစ်ချိန်ပေသွားပြီဖြစ်တယ်။အဲ့တော့တမလောအခုမှပြန်ဆမှာဆိုတော့ဒီဒါကြိတ်တော့မယ်ကြိတ်တာပေါ့လေ။ဒီလိုနောက်ပိုင်းညာလို့ရှင်တော့တိတ်မကြခင်ကာလာလေးမှာတော့ဒါပလောင်ဆိုတာလည်းပြောင်းသွားမယ်အနေထားမျိုးရှိတာပေါ့နော်။ အဲ့ဒီရာလေးပြောနေတာအခုကတော့တာဝါတိုင်းကုန်းလို့ဝင်ပါဖရားကုန်းလို့ဒါတိမ်မရရှိတာအချက်တောက်ချောင်းလဲနောင်ချိုတိကိုဒါမျက်လုံးနဲ့မြင်နေရပြီပေါ့မိုင်းရအပြရတော့၄၅မိုင်လောက်ပဲကွာဝေးတော့တဲ့အနေထားမျိုးရှိသွားပြီတမလို့ရအောင်ပွဲရှိတဲ့နေရာလေးတွေနောက်တစ်ခုဖကတ်မှာဆိုလဲစစ်ကြောင်းတွေအကုန်ရောက်ရှိသွားညနှစ်နာရီကျော်လောက်တည်းရောက်ရှိသွားတဲ့စစ်ကြောင်းတွေရောက်ရှိတာဖြစ်တယ်နောက်နောက်ထပ်ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဝန်ထဲမှာပေါ့ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင် ကြောက်ဖြူလို့ပါတော့ကျွန်တော်ပွဲကားနေတာရှိတယ်เนาะနောက်တစ်ခုကြတော့နိုင်ကံပဲအမ်ဘရန်လန်တချောင်းမှာနိုင်ကံရအနီးတွေမှာပေါ့အဲ့မှာတာဝိုင်းမှာတော့ပွဲတွေကားတာရှိတယ်တာမန်တော်ကတော့ဒါပုံချက်ရှင်းနေတာနဲ့ drone နဲ့ရှင်းနေတာနဲ့တေးသေးကြကြတော့ဒီဘက်အရှင်းရှင်းပြောလို့ကျရင်ဒီလမ်းကိုပွဲမှာကျွန်တော်ကြောက်ဖြူဘက်ကနေပြီးတော့မှပတ်လဲပြီးတော့ကျွန်တော်လှုပ်ဆောင်မှရှိတယ်တချို့ကကြတော့ show မလို့ကျွန်တော်တို့မပြောတော့ပါဘူးเนาะဒါသူတို့ရခိုင်သူတို့တစ်ဖက်တည်းကတော့ဟိုကတင်းရပြီဒီကတင်းရပြီပဲဟိုနေမှာ အဲကျွန်တော်တို့မင်းတပ်ဘက်ကရှိတဲ့စက်မှုတိတ်ပံကြောင်းလို့အဲဒါပြီးတော့ခါကြတော့ရဲတိုင်ရင်၃၀နှစ်တို့ဘယ်နေရာကာကင်းကုန်းရိုက်ဒီကောင်သူတို့မစင်းစားပါနဲ့မရနိုင်ပါဘူးမရနိုင်ပါဘူးတပ်မတော်ကဒီဟာကလက်လွတ်လို့လည်းမရတယ်လို့ပေးဆက်ပေးလိုက်ရလို့လည်းမရတဲ့အနေအထားရှိနေတဲ့နေရာပါเนาะအဲ့တော့သူတို့ကဒီနေရာလာထိတာတော်တော်မှားကြီးမှားတာเนาะအဲ့မှာမှာဒီ AD ရဲ့ရုံမှမှုကလည်းတော်တော်ကြီးကိုမမှန်ရန်ရန်ဖြစ်တယ် တိုင်းသားအချင်းချင်းတောင်မှတိုင်းသားအချင်းချင်းတောင်မှသူတို့ယွန်ရှာသွားပြီသူတို့ရခိုင်တောင်မှဒီဘက်ကရခိုင်တောင်ပိုင်းကရခိုင်နဲ့အိမ်မြောက်ပိုင်းရခိုင်တို့တော်တော်ကြီးကိုယွန်ရှာသွားမြင်တာနဲ့မျက်လုံးနဲ့တော့မကြည့်ချင်ဘူးလို့ဖြစ်သွားကြတယ်။နောက်အေးအေးထုံးမြတ်နိုင်ကတော့မူရင်းရာဇာမန်းနဲ့တကဘာလုံးကတည်သွားကြပြီ။အဲ့တော့သူတို့ရဲ့ရှေ့ဆက်မဲ့လမ်းတော့ဟိုရှင်လမ်းနဲ့တီလမ်းနှစ်လမ်းယူဆိုသူတို့ဘယ်လမ်းယူသွားမလဲတော့မသိဘူး။ เนาะရှင်လန်းကတော့မဖြစ်နိုင်တော့ဘူးအဲ့နှလန်းပဲရှိတယ်သူတို့မှာအဲ့တော့ရခိုင်နေအီဒီကတော့တော်တော်ဘွားပြတ်ဖို့နေတာရှိတယ်တကယ်တစ်ဖက်အကြမ်းဖက်မီဒီယာတွေပြောနေတယ်အကြမ်းဖက်မီဒီယာတွေပြောနေဟိုဘက်မှာလည်းဒါ အဲအကြံဖက်ဖက်ကိုအားပေးနေတဲ့မီဒီယာရှိတယ်သူတို့ပြောနေတာကိုကျွန်တော်နားထောင်ကြည့်တယ်အဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရခိုင်သူတို့ပြောတာပေါ့အဲရခိုင်ပြည်နယ်ကဘာဖြစ်တယ်ညာဖြစ်တယ်အေရီးယားဘာဖြစ်တယ်ညာဖြစ်ရခိုင်ပြည်နယ်မှာမနေ့ကဆိုလို့ကျရင်ဒါဒေါကူမန့်ထရီပေါ့နော်ရခိုင်ပြည်နယ်ဒေါကူမန့်ထရီကမြန်မာလိုရောအင်္ဂလိပ်လိုရောဒါအာလုပ်မဲ့ဟိုနေပေါ့ညီနိုင်စီဝအစိုးရရောက်မှာအဲရခိုင်ပြည်နယ်အစိုးရရောက်မှာလုပ်တယ်ဦးထိန်လင်းနော်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းပေါ့သူကနေပေါ့ အဲဒါညှိနှိုင်းဆွေးနွေးပွဲတွေလုပ်တယ်ဒါရခိုင်ပြည်တိုးတက်ဖို့လုပ်ပင်းနေတယ်လက်ရှိမြန်မာဒီကောမြန်မာတွေကဆိုမြန်မာအဲ့ဒါမြန်မာနိုင်ငံထဲမှာရှိတဲ့ပြည်တော်စုသားတိုင်းရင်းသားတွေအတူတူပဲအဲ့ဒါအကုန်လုံးကတိုင်းရင်းသားတွေပြန်တော့ဒါပေါင်းစုပြီးတော့ကုပြီးနေပြည်နယ်တွေအားလုံးတာယာဖွဲ့မျိုးအောင်လှုပ်ဆောင်ပေးနေတာဒါပေမဲ့ပြည်ရခိုင်ကိုမျိုးတကယ်ဖြုတ်ချင်တာကထုံးမြင့်နိုင်ဖြစ်နေတာကိုကျွန်တော်အနေနဲ့မြင်တွေ့သွားမြင်တွေ့ရတာရှိတယ်အဲ့ဒီတော့လည်းစိတ်မကောင်းဘူးလို့ပဲပြောချင်တယ်နော် ဒီတဲ့ပို့ပြီးတော့ပြောချင်တဲ့စကားတစ်ခုကကျွန်တော်မင်းရတော့ဖုန်းဆက်တဲ့အားမျိုးသိရှိတယ်ဖုန်းဆက်ပြီးတော့ပြောတဲ့အနေထားကဘာဖြစ်လဲဆိုတော့တောင်တော်စစ်ကြောင်းတွေတက်တီတာတွေကိုဒါမပြောနဲ့အဲမပြောပါနဲ့ဆိုတဲ့ပုံစံမျိုးတွေနောက်တချို့ကြတော့တချို့ comment တွေမှာလည်းတက်တီတက်နေရကိုမပြောသင့်လို့ဘာလို့ညာလို့ပေါ့ဒါမျိုးသိရှိတယ်အဲ့တော့ကျွန်တော်တို့တက်မတော်မှာကအရာရှိတွေကဘလို့ဖြစ်လဲဆိုတော့အရာရှိတွေကအကိုကြီးညီလေးနဲ့တိစားပြတ်တယ် မင်းရတယောက်ကတော့ကျွန်တော်အရာရှိဆိုပြီးပြောကျွန်တော်ဆက်တယ်မပြောတော့ပါဘူးအဲသူဖုန်းချသွားတယ်ဘောနော်အဲ့တော့အကိုကြီးညီလေးနဲ့အရာရှိတွေကကိစ္စပြတ်တယ်အဲ့တော့ကျွန်တော်နဲ့ရင်းနှီးတဲ့အရာရှိတွေမှာအစင်းမင်းရာရှိတော်တော်များများလည်းရှိတယ်ညီကိုလိုပေါင်းတဲ့နေတဲ့ညီကိုဘာကတွေလည်းရှိတယ်အများကြီးရှိတယ်အဲ့တော့ဘလောက်ပဲကျွန်တော်တို့တွေကယင်းပြီးပါစေအရာရှိတွေနဲ့ယင်းပြီးပါစေအဲညီကိုကြီးတို့စကားပြောနေအာဘာကကြီးဘယ်ရောက်နေပြီလဲလို့ကျွန်တော်ဖုန်းလိုင်းဆက်မယ်တော့ဆက်ရတ္တနီလေးဒါပဲ အာဘာညာဒါဘာမှမမဲ့ဖယ်သောင်းလဲဘာညာမမေးနဲ့မေးလို့လည်းရမှာမဟုတ်မေးလို့လည်းမရဘူးကြိုက်တယ်လို့သိအောင်မေးဘတော့မှမဖြေဘူးအဲ့အရာရှိတွေကဘာကြောင့်မဖြေတာလဲဆိုတော့သူတို့မောင်ကဒီစီကန်းကရှိပြီးတာစစ်ကြောင်းထိုးတော့မယ်စစ်ကြောင်းသွားတော့မယ်ဆိုတာရဲဘော်တွေတိဖို့မပြောနဲ့အရာရှိချင်းချင်းတော်မှာသူသွားမဲ့နေရာမှာရောက်တော့မှတိတာနော်သူတို့သွားမဲ့လမ်းကြောင်းအပေါ်ကညွန်ကြားချက်နဲ့သွားနေတာဒါတတ်မလို့မှာအရာရှိတွေတိတယ်အဲ့တော့ ပြောနေတဲ့သူတွေကစိတ်တည်တောင်းမတော်ပါနဲ့ပါ냐ဆိုတော့ဒါအောက်ခြေအစင်းရသူတွေပြောနေတာကိုလည်းကျွန်တော်အနေနဲ့ကဒါဝန်နေဖြစ်လို့ပြောတာမဟုတ်ပါဘူးနားလည်အောင်ရှင်းပြတာတက်ဒီတက်သွားတဲ့စိတ်ကြောင်းတွေအားလုံးဒီဘလူးအောက်ကြိုတင်တည်လဲဆိုတော့အဲ့ဒီအကြမ်းဖက်တွေကအကြမ်းဖက်မီဒီယာမှာဟိုတောက်တော့ရေလမ်းကြောင်းသွားလို့ကျရင်ရေပြင်ဆိုတဲ့မီဒီယာကိုကြည့်လိုက်တောင်းတော့စစ်ကြောင်းကသခိုင်းဖက်ဖက်ကိုသွားပြီးဖယ်နာကိုသွားပြီးဖယ်နာကိုရောက်ပြီးဆိုတော့စနစ်တကျနဲ့ပြောနေတယ်အချိန်နဲ့နိုင်နဲ့စက္ကန့်နဲ့ကိုပြောနေတာ တမန်စင်ကြောင်းတွေသွားနေတဲ့နေရာတွေရောက်နေတဲ့နေရာတွေဒီလိုအချိန်နဲ့စက္ကန့်နဲ့အတိအကျကိုပြောနေကြတာဒီဘက်ကတမန်ကိုထောက်ခံတဲ့ကျွန်တော်တို့ကတမန်ဒါတိုက်ပွဲထဲမှာရောက်နေတဲ့သူမင်းအောင်မဖြစ်ဘူးဖြည့်လဲမဖြစ်ဘူးတိလဲမဖြစ်ဘူးအဲ့ဒါဘာကြောင့်သိတယ်လဲဆိုအဲ့မှာအကြမ်းဖက်ကိုအားပေးနေတဲ့မီဒီယာတွေအဲသူတို့ကသူတို့ဂျိတ်ဆက်မှုတွေတမန်ကကျွန်တော်တို့ဒီရာနဲ့ချိတ်ဆက်မှုကနည်းနည်းနည်းတယ်အားနည်းတယ်နော်အဲသူတို့ကသူတို့သွားမှာအထမိတ်နဲ့ပဲသွားတာအဲ့တော့ကျွန်တော်ပြောတယ်ဆိုတာက 喏，他初二他又将我细娃当起来的，把那当起来做。哎呀嘛，将我钱都得稳看伢的。将我睡觉那个卫生表表来点钱嘛，哎呀，钱都得少管表弟伢那事的。俺们俺睡觉一百五，伢们俺两，哎两百，他初二将我细娃在家里当那点客家老师，没得有，哎没得文的，不一年老要不一年事的，俺罗他也要玩那玩呀事的。喏，哎，等到偷看呢，等到打我，等到不告诉父母，哎，罗没啵？伢们伢都乱懂事的呢。 အရာရှိတွေကဘယ်တော့မှအပြင်လူပြောဖို့နေတာညီကုံလို့ရင်းနှီးနေတဲ့သူနော်ကျွန်တော်ဟိုအဲအဖေရဲ့ပတ်သက်တဲ့ဖေဒီနဲ့အစင်းမြင်တဲ့နေရာမှာရှိတယ်။အဲ့လိုလူတွေတောင်မှချိတ်ဆက်ပြီးပြောလို့မရဘူးကြာတလားသဘောပေါက်လား။အဲ့အလီတော့ကျွန်တော်တို့တီအောင်ပြောချင်တယ်။အဲ့ကောမနေမှာတက်တီတက်နေရမရေးပါနဲ့တက်ခဲ့ထိုင်သွားလာလှူရှောင်းမှုမရေးပါနဲ့။ဘာညာမပြောပါနဲ့။ဘာညာဆိုတာကအဲ့ဒါခင်ဗျားတို့ကဒါကျွန်တော်ပြောချင်တာက အဲဉာဏ်ပညာတွေကိုမြင်မားနိုင်လောက်မြင်မားပါတတ်မှန်မှန်ကဒီလိုသွာလာတဲ့ဥစ္စာကအရာရှိချင်းချင်းတော့မသိပါဘူးเนาะအတက်ကအမိန်နဲ့ဘယ်ဥထုမှဘယ်ဥထုမှဆိုတော့အဲ့ဒီအရာရှိစိတ်ကြောင်းမှုရဲ့နောက်မှာသာနောက်ကအဲအကုန်လုံးလိုက်ရတာရှိတယ်စိတ်ကြောင်းမှုသွားမဲ့နောက်ကိုသာလိုက်ရတာရှိတယ်အဲ့ဒီတက်မှအဲ့မှလိုက်သွားတဲ့သူကအရာရှိမှနောက်ဆုံးတက်ကြည်ကြီးလောက်အဲအခြားဆင်းတဲ့အရာရှိလို့ပြောမှဆိုတက်ကြည်ကြီးလောက်ပါတယ်ဆိုရင်တော့မှမသိဘူးသူတို့ကညွန်ကြတဲ့အတိုင်းမှာသွားတာပွိုင်ပြေးစုပြေးသွားစုသွားဒါလို့ဆိုလို့ဒီလောက်ပဲတည်တယ် နော်အဲ့တော့အဲ့ဒါလေးတွေကိုဉာဏ်ပညာမြင့်မာလို့ပဲပြောကြမှာလေအဲဖုန်းဆက်ပြီးပြောမှာနဲ့တဲ့ဝင်ထဲမှာ comment တွေမှာရေးမှာနဲ့ဆိုရင်ခင်ဗျားတို့ကဉာဏ်ပညာနည်းတယ်လို့ပဲကျွန်တော်အနေနဲ့ပြောကြမှာလေဒါတွေကတတ်မှာမှာဘာမှမသိရှိပါဘူးနော် အရာရှိချင်းချင်းတော့မှအရာရှိတွေပဲသိလိမ့်မယ်သူတို့လာချိန်တဲ့အချိန်ကမှရောက်တော့မှပဲသိတာကြံတဲ့အချိန်မှဘာမှမသိဘူးအဝေးရပဲသိတာရှိတယ်ဒါလေးပြောနေတယ်နောက်ကမျိုးချစ်အဲမျိုးချစ်မျိုးချစ်မျိုးချစ်စီစတဲ့အများစုခုချိန်မှပြဿနာတက်နေတာကတော့ကျွန်တော်တို့တောင်းတော့ပဲထောက်ခံနေတဲ့သူတွေတော်တော်များများခုချိန်မှပတ်ချလဲပြဿနာတက်နေတာကိုတွေ့ရပါတယ်နော်ပတ်ချလဲပြဿနာတော့ပတ်ချလဲရှာနေရသေးတယ်ဒါလည်းပဲအဲကျွန်တော်အနေနဲ့ကတော့ ဘယ်လိုပြောမလဲဆိုတော့အချိန်လေးကလည်းနီးကပ်လာပြီဖြစ်တာဟိုနီးကပ်လာပြီဆိုတော့အဓိကတိုက်ပွဲဝင်ပြီးတော့အဲလောက်ကောင်လှုပ်ဆောင်ပေးနေတာတော့ဒီလိုမျိုးပါကျွန်တော်တို့အပေါ်မှာဆိုတော့လက်ချိုးရည်လို့ရပါတယ်နော်နောက်ထပ်ဟိုအမားတွေလည်းတက်လာပါတာတွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဝမ်းတာပြီးပါတယ်ကြိုဆိုမိပါတယ်တချို့ကလည်းပဲကျွန်တော်တို့အဲပြောဆိုနေတဲ့သူကိုဝေဖန်ထောက်ပြတာရှိတယ်သူတို့ကတော့ကောင်းစင်ခြင်းနဲ့စိတ်ဆန္ဒနဲ့ထောက်ပြပေမဲ့အဲအဲ့ဒီအထောက်ပြခံတဲ့လူဟာ ငါကိုလာပြီးတော့နှိမ်တာပဲငါကိုလာပြီးငါလို့မလုံးနိုင်ပဲဆိုတဲ့အတွေးခေါ်လေးလည်းရှိတတ်ပါတယ်အဲ့တော့ဘာပဲပြောပြောမြတ်မြတ်တတ်တတ်ပြောရမယ်ဆိုလို့ရှိရင်ကိုလို့ကိုလုံးကြပါပဲပြောစင်ပါလေသူကကိုเจ้าနဲ့ကိုကိုသမိုင်းနဲ့ကိုရေးကြတဲ့အချိန်မှာကိုသမိုင်းကကိုရေးထိုးကြပါတယောက်နဲ့တယောက်မှတိုက်ခိုက်ကြပါနဲ့အဲတယောက်ကဘလူဝမ်းမှာမှာ တယောက်ကဘလို့ပဲမှန်မှန်မသိအောင်ဆောင်းသွားလိုက်ပါကျွန်တော်ဆိုချုပ်ကောင်းမှန်းနေဆိုကြည်ပြီးဖြေတယ်မဖြေဘူးပြောလည်းမပြောဒီလူတွေအစင်တန်းအဲ့လောက်ပဲရှိတယ်ဆိုတော့နော်ဒီပြီးတော့ကောင်းမှန်းရေးတဲ့အချိန်မှာဒီလူကစာပေဘလောက်တက်တယ်ဆိုတာကျွန်တော်တို့အနေနဲ့ကဒါလှမ်းကြည့်တာနဲ့သိပါတယ်နော်အားလေးပဲပြောချင်ပါလေဗျာကျမ်းပါပါစေ